ားလုံးပဲမင်္ဂလာပါရှင်ဗုဒ္ဓဘုရားသမီးရာဟုသာသမီးများအတွေ့ဆယ်လာပိုင်း၁၂ရက်နေ့ကနေပြီးတော့၁၈ရက်နေ့ထိတပတ်တာကာလရဲ့ကြုံဆုံတွေ့ရမဲ့ကံကြမ္မာကိုဟောပြမှာဖြစ်ပါတယ်ဒီကာလမှာမိမိတို့အတွက်လုံငယ်မဲ့ဆိုင်ရာတိုးတက်အောင်မြင်မှုတွေအောင်မြင်ခြင်းတွေတွေ့ကြုံရမဲ့ကာလမျိုးမှာရှိပါတယ်အာလုံငယ်ပိုင်းဆိုင်ရာကံအားတအားကောင်းတယ်ဒီကလာမှာ ီနေရာတကူမိမိလို့ရှိလုံနေတဲ့နေရာရဲ့မွန်းကျမှုတွေကနေပြီးတော့ကောင်းမွန်တဲ့နေရာတကူကိုရရှိတာမျိုးတွေကြုံတွေ့ရတတ်တယ်။အဲ့တော့လုံငန်းမဆိုင်ကအပြောင်းလဲလေးကြုံမှုရှိရဲ့အပြောင်းအောက်ရွှေ့တွေကြုံမှုရှိရဲ့လက်ရှိလက်ရှိရရှိတဲ့နေရာနေပုံမကောင်းမွန်တဲ့အခြေအနေတကူကိုရရှိတတ်တယ်ကြုံတွေ့ရတတ်တယ်။ကြည့်ခဲ့သူတွေရဲ့ချစ်ခင်မှုတွေရရှိတတ်တဲ့အချိန်ကာလမျိုးမှာရှိပါတယ်။အဲ့တော့လုံငန်းမဆိုင်ကကံတအားကောင်း ဒီကာလမှာငွေကြေးပိုင်းဆိုင်ရာငွေကြေးနဲ့ပတ်သက်ပြီးတော့ငကိုကစူးစမ်းအထောက်ထားတာတွေရဲ့ရလက်ကောင်းမွန်တဲ့ရလက်တွေပြန်လည်ခန်းစားတာမျိုးကြုံတွေ့ရတဲ့ငွေကြေးပိုင်းဆိုင်ရာဝင်လာဖို့ကြံအားရှိပါတယ်။အဲ့တော့ဒီကာလမှာငွေကြေးနဲ့ပတ်သက်ပြီးတော့အဖက်ဖက်ကနေဝင်လာဖို့ရှိရဲ့ဒါပေမဲ့လောဘနဲ့လှုပ်တဲ့လုပ်ငန်းလေးတွေမှာပြည့်ယွန်းသွားတဲ့တက်စီးသွားတဲ့အဲ့တော့ဒီကာလကလောင်းကစားလုံးဝလုပ်လို့မရဘူးရှုံးမယ် ီကိုမိမိမှာရှိတဲ့ငွေကြေးအောင်ပြန်ပါသွားတတ်တယ်ပေါ့နော်ဒီကာလမှာအဲ့တော့ဒီကာလကကိုကိုတိုင်းကလည်းနောက်တစ်ခါကျတော့ကိုကိုတိုင်းကိုညီထားတဲ့သူတွေရဲ့ပြန်လဲမိမိကိုတိတက်တာဒီယူဆိုင်တာအခံရတတ်တယ်ပေါ့နော်အဲ့တော့လုံငန်းမဲ့ကံကောင်းတယ်ငွေကြေးကံလည်းကောင်းတယ်နောက်တစ်ခါအခြေအခြေနဲ့ပတ်သက်ပြီးတော့ဒီကာလမှာအဆင်မပြေဘူးဆိုတဲ့သူတွေအောင်ပြန်လဲတွေ့ရှိအဆင်ပြေတာမြတ်တာ သူ့ရဲ့မေတ္တာကိုမိမိကိုယ်တိုင်ခံစားရတာမိမိရဲ့မေတ္တာကိုမိမိရဲ့ပါတနာနေနဲ့နားလည်ခံစားတာမျိုးကိုကြုံတွေ့ရတဲ့ပုံအဲ့တော့ပြန်လည်ညှိနှိုင်းအဆင်ပြေတတ်တတ်ကာလာမျိုးလို့ရှိရပါတော့တကူကနောက်တစ်ခါကျတော့ဘယ်လိုလဲဆိုအဓိကနားလည်မှုလွဲနေတတ်တာအိမ်တော်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးနားလည်မှုလွဲတာကြုံတွေ့ရတဲ့ကာလာမျိုးရှိရအဲ့တော့အဖက်ဖကနေပြီးတော့အေဂျင့်နဲ့မိသားစုကိုဖြုတ်ခွဲဖို့ကံကရှိရဖြုတ်ခွဲဖို့ရတဲ့ကြံရွယ်နေရာရှိရ ဒါပေမဲ့မိမိကအဓိကအနေနဲ့ကမိမိကိုယ်တိုင်ပေးဆက်တဲ့ချစ်ချင်းမေတ္တာတွေမိမိရဲ့ပါတနာအနေနဲ့သိမြင်ခံစားရတဲ့အဆင်မပြေဘူးဆိုတဲ့သူတွေအောင်မှဒီလိုအတိုက်ခံနေကြားမှာပဲပြန်လဲအဆင်ပြေသွားတာညှိနှိုင်းရရှိတာမိမိရဲ့မေတ္တာတွေကိုပြန်လဲခံစားရရှိတာမျိုးတွေကြုံတွေ့ရတဲ့အဲ့တော့ချစ်ချင်းမေတ္တာကံကောင်းပါလေဒီကာလမှာအဲ့တော့ဒီကာလမှာပြောမစို့အပြိုင်ဆိုင်တိုက်ခံနေကြားမှာတောက်ပါမဲ့အဆင်ပြေမဲ့ကာလမျိုးတွေမှာ ရှိတယ်အဆင်ပြေလိမ့်မယ်ပေါ့နော်အဓိကအပြန်ဆိုင်တိုက်ခန့်ဆိုတာတဲ့မိမိအကြိုးစားထားတဲ့အကွင်လန်းနေရနေပြီးတော့ကောင်းမွန်တဲ့ကံတရားရရှိတာမျိုးတွေတုံ့ပြန်ရတည်တယ်အဲ့တော့တကွညံ့နာပါလဲဆိုလို့ရှိရင်အခြေရေအခြေရေနဲ့လူငယ်လေးများတို့အခြေရေကအညံ့တယ်ဒီကာလမှာမိမိကပေးဆက်တယ်စစ်စစ်မြတ်တာနဲ့ပတ်သက်ပေးဆက်တယ်နားလည်မှုတွေပေးဆက်တယ်ပေးဆက်မှုတွေကိုမမြင်နိုင်ဘူးဖြစ်တယ်မိမိရဲ့ဒီပဒနာပါပေါ့နော် မမြင်နိုင်ဖြစ်နေတယ်အထင်မြင်နေလွဲနေတယ်အဲ့လိုမျိုးကြုံတွေ့ရတဲ့ကိုယ့်ရဲ့ဒီစူးစမ်းအထောက်ထားရသူမမြင်ဘူးပေါ့နော်အဲ့လိုမျိုးကွယ်နေတတ်တယ်အဲ့တော့အခြေခံအားညံ့နေပေါ့ဒီကာလမှာအဲ့တော့ဒီကာလမှာနောက်တော့ကျမ်းမာရင်လည်းပတ်သက်ပြီးတော့အဓိကကတော့အပူပူတွေပေါက်တာမျိုးကြုံတွေ့ရတတ်တယ်အပူအပူနဲ့ပတ်သက်တဲ့ဝေဒနာတွေလေပူထားတာမျိုးတွေပေါ့နော်အပူနဲ့ပတ်သက်ပြီးတော့ ကြုံတွေ့ရတဲ့ဝေဒနာမျိုးတွေခံစားရတဲ့နောက်တစ်ခုကဒီကာလမှာအဓိကတော့အဓိဋ္ဌာန်ကြီးပြတ်တဲ့အဲ့တော့ဘာသာရေးနဲ့ပတ်သက်ပြီးလောကကြီးရဲ့သူမျိုးဆိုရင်ဒီလိုကာလမှာအဓိဋ္ဌာန်ကြီးပြတ်မယ်ဆိုတာတော့မကောင်းဘူးเนาะဒိဋ္ဌာန်နဲ့ပတ်သက်ပြီးတော့မိမိကဒီတစ္ဆာဒိဋ္ဌာန်ပြုထားတဲ့ဟာခိုင်မြဲခိုင်မြဲတဲ့လောက်ဒီကာလမှာအကျိုးမျိုးအကျိုးမြတ်ကိုရရှိတတ်တယ်ပေါ့အဲ့လိုမျိုးအဲ့တော့ပြတ်မယ်ဆိုရင်တော့မကောင်းအဖြတ်ဝင်တာပေါ့เนาะပြောမစို့လက်ရှိရှင်တခုကမိမိမှာ ကံအားဖြင့်လုံငန်းပိုင်းဆိုင်ရာငွေကြေးပိုင်းဆိုင်ရာအိမ်ထောင်ရေးပိုင်းဆိုင်ရာအခြေပိုင်းဆိုင်ရာညံ့နေတာမျိုးတုံဆုံတွေ့နေရတယ်ဆိုလို့ရှိရင်လက်ရှိအခြေအနေတစ်ခုကနေပုံမကောင်းမွန်တဲ့ကံအားဖြင့်တောင်းမွန်တဲ့ကံတရားရရှိအောင်အထူးလို့ဆောင်တင်တဲ့ရေတရားကအဓိကကနန်းလွတ်ပေးပါကနန်းလွတ်ပေးပါ နောက်တစ်ခါကျတော့စပယ်ပန်းမဆော့ဖျားရှင်ကိုလှူရဲနဲ့ကုသိုလ်လုပ်ပေးပါ နောက်တစ်ခါကျတော့မိမိစားတဲ့အစားအစာတွေကနေပြီးခွေးလေးချကျွေးတာ ပြုတ်လုပ်ပြီးပါခွေးလေးကြွေးရပါတော့ခွေးလေးကြွေးတဲ့ကုသိုလ်ပြုတ်လုပ်ပြီးပါအဲ့ဒါလက်ရှိခြေအနေတစ်ခုကနေကောင်းမွန်တဲ့ကံတရားဘက်ကို ပြောင်းလဲစီမှာဖြစ်ပါတယ်ချေရတဲ့မိတ်ဆွေများအားလုံးအေဂျင့်တာပျော်ရှင်ကြပါစေဆန္ဒနဲ့ဘဝတစ်ထက်တည်းကြကြပါစေရှင်